ားလုံးပဲမိပါပါရှင်။ငှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရစ်။ဒီ channel လေးကတော့စိတ်ဝင်စားကြငှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတနင်္လာသိရှိနိုင်အောင်လေးဘေးနားလို့ဒီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။ကြီးငယ်လေးတွေရဲ့ဝါပူစောပွဲဘာဖြစ်တာလဲနေရညမလေးကကြောင်းမလားရက်တွေလည်းကြာနေပြီတခုခုများဖြစ်လို့လားဟုတ်တယ်အရင်နှစ်ပတ်လောက်ကတည်းကနေမကောင်းဖြစ်နေရ ။ဆရာဝန်ကောင်းနေနဲ့ပြကြည့်ပါအောင်လား။အေးပါ။ဟုတ်တယ်။နင်တို့သိရဲ့လား။ဘမကလည်းတနေ့တတိနေမကောင်းဖြစ်သွားသေးရဲ့။အဲ့ချိန်တော့ငါရဲ့အမေကဝါပူစော်ပွဲလုပ်ပေးလိုက်တာတက်တာသွားတယ်။ဟုတ်လား။ဒါဆိုငါလည်းငါ့မေကိုဝါပူစော်ပွဲလုပ်ပေးဖို့အတွက်ပြောလိုက်မယ်။အမေသိရဲ့လား။မနေ့ပြန်အစားပြီးကျူရှင်သွားစရာမလိုတော့ဆရာရဲ့မိမလည်းဝါပူစော်ပွဲလုပ်မလို့တဲ့။အဲ့ဒါကြောင့်ဆရာဒီနေ့အောင်အစောကြီးလွတ်ပေးလိုက်တာအဲ့ဒါလေကောင်းတာပဲဒီမှာဝယ်ရမယ့်ပစ္စည်းတွေရဲ့စီးရင တမိရေးသွားပြီးတော့ဝဲခဲ့ပေးပါအောင်ဟုတ်ကဲ့မေမေနောက်ထပ် ruby 900ထပ်ပေးပါအောင်လားတမိပြအိုးဝယ်ခြင်းလို့ပြအိုးကတမိဖေဝယ်လာပေးလိုက်မယ်အခုတော့ဈေးသွားပြီးအမေကိုပစ္စည်းတွေဝယ်လာပေးခဲ့အောင်နော်အဲဒီနောက်မှာတော့မိပန်းကလိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့အတွက်ဈေးကိုသွားလိုက်ပါတစည်းလုံးကလည်းပူဇော်ပွဲပစ္စည်းတွေနဲ့ပြည့်နေပါအိမ်ကိအုံးတိဘလို့ရောင်းတာလဲနှလုံးတရားလေဒါပေမဲ့တမိအတွက်ကြ80နဲ့ရောင်းပေးမယ်လေ ကောင်းပါပြီအန်ကယ်ဒါဆိုထည့်ပေးပါဦးအိမ်နောက်မှာတော့မိဘစာကလေးမကလိုအပ်တဲ့ပစ္စည်းတွေဝယ်ပြီးအိမ်ကိုပြန်ရောက်လာပါတယ်အမေရဲ့တခုလောက်ပြောလို့ရမလားပြောလေသမီးဘာပြောကြရှိလို့လဲအဲ့ဒါလေအမေမိဘကပြောတယ်သူ့ရဲ့ညီမလေးနေမကောင်းဖြစ်တော့ဟာသူ့ရဲ့မိကဝါပူစော်ပဲလှုပ်ပေးလိုက်တာချက်ချင်းနေပြန်ကောင်းသွားတယ်တဲ့ဒါဆိုသမီးပြောချင်တာအမေကိုလည်းပူစော်ပဲလှောက်ခိုင်းစေချင်တာလားဟုတ်တယ်မေအမေလည်းပူစော်ပဲလှုပ်ပေးပါလားနော် ဖခင်ရေတမိဘပြောနေရလဲယူသွားတော့မဟုတ်ပါဘူးနော်အမေကလည်းတမိအမှန်တိုင်ပြောနေရပါတခါတော့ပဲပူဇော်ပဲလုပ်ကြည့်ပါလားပြီးကြကြည့်နေလိုက်တီတီကလေးပြားကောင်းသွားလိမ့်မယ်တမိရဲ့ဖခင်လက်ခံမှာမဟုတ်ဘူးတမိအမေတခါတော့အဖေကိုပြောကြည့်ပါလားနော်ကျေးဇူးပြုပြီကောင်းပါပြီအမေပြောကြည့်လိုက်မယ်အမေအဖေကဘာပူဇော်ပဲမလာဘူးလားဒီနေ့တမိဖေရဲ့ယထာထွက်လာမှလေဖုန်းဆက်ကြည့်ကြည့်ပါဦး ပြီးတော့ရထားပေါ်ရောက်ပြီလားလဲမေးကြည့်လိုက်ပါ Hello အဖေမင်္ဂလာပါပျော်ရွှင်ရပါစေသမီးရယ်အဖေဘယ်ချိန်ရထားထွက်မှာလဲဒီည7:00နာရီရထားထွက်မှာလေမနေ့ပြန်မနေ့ဆိုအဖေကသမီးတို့စီကိုရောက်ပြီအဖေသမီးတို့အင်ကြီးတက်ဝင်လာပြီးခဲ့ပါနော်ဝင်လာခဲ့မှာပေါ့အဖေကသမီးတို့အင်ကြီးတက်တောင်းဝဲပြီးသွားပြီအခုတော့သမီးရယ်ဖုန်းချလိုက်တော့မယ်နော်အလုပ်သွားဖို့နောက်ကျနေပြီအိမ်ရောက်မှပဲအကြာကြီးဆော့ကစားပြီးတော့စကားပြောကြမယ်နော်ဟုတ်ကဲ့အဖေ ြီးရင်ပြောင်းဦးလဲဖောက်ကြမယ်နော်။ကောင်းပါပြီတမီးရယ်ဖုန်းချလိုက်တော့မယ်နော်။အဖေအလုံးနောက်ကျနေပြီမလို့။ဟုတ်ကဲ့ပါဖေတမီးဖုန်းချလိုက်တော့မယ်။အကိုသူရင်ဘဏ္ဍာရခွင့်ယူထားရလဲ။အဲလောင်လည်းမများပါဘူး၅ရက်လောက်ပါပဲ။ပူဇော်ပွဲပြီးရနေပြန်လာရမှာ။ပူဇော်ပွဲရဘဲတော့လဲ။ပူဇော်ပွဲရမက်ပြန်စပြီလေ။ဒီညရထားနေအင်းကိုပြန်မှာ။ဟုတ်ပါပြီ။ဒါနဲ့အဲ့ဒီပူဇော်ပွဲရဲ့နာမည်ကြီးဘူရာစုံမုတ်ရှိရယ်ဘလို့ခေါ်တာပါလဲ။ တီကဝါလေးဟုတ်တယ်ဟုတ်တယ်တီကဝါယူလာခဲ့နော်မမေ့လိုက်နဲ့ဟုတ်ပါပြီတေချာပေါယူလာပေးခဲ့ပါမယ်အဲဒီနောက်မှာတော့သူရင်ကသူ့ရဲ့ပူဇော်ပွဲနဲ့ပတ်သက်ပြီးတော့အမတ်တရားတွေကိုသူ့ရဲ့တငယ်ချင်းတွေနဲ့ဝေးမြလိုက်ပါဒီဝါလီမြောက်ခင်အိမ်တွေတန်ရှေးလို့ရပြီးတော့ပြင်စီရရင်မဟုတ်လားအဲ့ဒီတိုင်းပဲဝါပူဇော်ပွဲမှာလေပူဇော်ပွဲမလုပ်ခင်ဝါအောင်တန်ရှင်းပြီးတော့ပြင်စီရတယ်နောက်ကြညနေကျရင်အိမ်ကြီးတွေဝစ်ပြီးတော့ပြင်စင်ပြီးလယ်ခွေးနဲ့ပူဇော်ပွဲလုပ်ဖို့အတွက်သွားရတယ် နောက်ကြပြာဦးတွေလည်းဖောက်ကြတာပေါ့ဒီရဝါမုတ်ကိုရောဘယ်ချိန်မှစားရလဲဒီရဝါမုတ်ကိုမနက်မှစားရလေပူစောက်ပဲပြီးရဲ့နောက်မှာပေါ့အားလုံးမင်းအခုဖြစ်နေတဲ့ပြဿနာအခုချက်ချင်းဖြေရှင်းမှဖြစ်မယ်အားလုံးကိုလို့ကိုပြန်လို့ကြတော့သူရင်ကတော့ရုံးကနေကိုလိုက်ခဲ့ဦးသူရင်မင်းရဲ့ခွေကိုငါတို့ငြိမ်ရလိမ့်မယ်ဒိုင်းမိတ်စရာကျွန်တော်အိမ်ပြန်မှဖြစ်မှလေအိမ်မှာပူစောက်ပဲရှိလို့မင်းသာအိမ်ပြန်သွားရင်ငါတို့ကုမ္ပဏီကအရှုံးကြီးရှုံးသွားလိမ့်မယ် အခုအရေးဆုံးကြုံရနေရတဲ့ပြဿနာဖြေရှင်းလိုက်အောင်အခုရောတည်တည်ရဲ့ချင်းနေဘလို့လဲတက်တာပြီလားဘလို့လို့တက်တာလာမှလဲရှင်ကျမချင်းမြို့ပေါ်တက်ပြီးတော့ဆရာဝန်ကြီးတွေနဲ့ပြရမယ်ထင်နေဆရာဝန်၅ယောက်နဲ့လည်းပြပြီးသွားပြီဆေးတွေလည်းမျိုးစုံတောက်နေရပဲဟာတက်တာပို့တတော်အချင်းယူရမှာပေါ့အမေပြောလိုက်ပါလားတိတ်တိတ်နေအမေပြောလိုက်ပါတော့ကျေးဇူးပြုပြီပြောလေဘာဖြစ်လို့လဲအခက်အခဲတခုခုရှိလို့လားမဟုတ်တာဘာမှမရှိပါဘူး မေပြောလိုက်ပါနားထောင်ပါအောင်ရှင် ရှင်ကိုတခုလောက်ပြောကြရရှိလို့ပါတတိယအချိန်ကြီးကတရက်ပြီးတရက်ပို့ပို့ပြီးစိုးလာတယ်အဲ့ဒါကြောင့်ဒီတစ်ခါကျမတို့လည်းဝါပူစော်ပဲလောက်ရင်ကောင်းမလားလို့တွေးနေရဘာဘာကြီးပြောနေရလဲယူမြသွားပြီလားယင်မင်းရဲ့ဘာသာမေ့သွားရလားပတ်ဝန်းကျင်ကလူတွေကဘာပြောကြလိမ့်မလဲပောက်ကရတွေမလောက်စမ်းပါနဲ့ကွာကျမပောက်ကရလုံနေရမဟုတ်ပါဘူးပတ်ဝန်းကျင်အတွက်နဲ့ကျမရဲ့တမျိုးတိတ်ဖို့အတွက်လှုပ်ပေးလိုက်ရမလား လက်ခံပေးပါနော်ကျေးဇူးပြုပြီးတော့ဘွားပူဇော်ပွဲလုပ်လိုက်လို့တီတီလေးနေပြန်ကောင်းသွားနိုင်တာပဲလေကောင်းပါပြီဒါဆိုလဲလို့ပေါ့ဒါပေမဲ့ပဝင်းကျင်ကဘသူကားမှတတိမထားမိစေနဲ့ရှင်ရလဲကွယ်ကျမတို့ကမကောင်းတာလုပ်နေရမှာမဟုတ်တာရှင်ရရမ်းအောင်ကြောက်နေအောင်ကျမအားလုံးကိုဖိတ်ဖို့ဒီစဉ်းစားထားတာကောင်းပါပြီကွယ်ဒါပေမဲ့ဝါပူဇော်ပွဲနဲ့ပတ်သက်ပြီးစီမီစည်းကမ်းတွေမင်းသိလို့လားအဲ့ဒီအတွက်စိတ်မပူနဲ့အဖေတမီယူကျူကနေပူဇော်ပွဲနဲ့လိုအပ်တာတွေကြည့်ပြီးတော့ အမေကိုပြောပြလိုက်မယ်။ဒါဆိုလဲကောင်းပြီ။ပြီးကြလိုအပ်တဲ့ပစ္စည်းတွေရဲ့စရင်တွေကိုလောက်ပြီးကို့လာပေး။မနေ့ကပစ္စည်းတွေဝယ်လာပေးခဲ့မယ်။ဟယ်လိုရှင်ရထားပေါ်ရောက်ပြီလား။မရောက်သေးဘူးမိရွှေရေပြည်တနာတကူရှိလားလို့ရုတ်တရက်ကြီးအရေးကြီးကိစ္စလေးရှိလို့ဘောကမပြန်ခိုင်းတော့ဘူး။ဟယ်လိုအဖေရထားပေါ်ရောက်ပြီလား။မရောက်သေးဘူးသမီးဒီတစ်ခါအဖေမလာဖြစ်တော့အဖေနောက်နေရမဟုတ်လားမဟုတ်ပါဘူးတမီးရဲ့အဖေမနောက်ရပါဘူးနားထောင်ပါဦးတမီး ။တမီတော်အဖေအင်ကြီးပို့ပေးလိုက်တယ်။အင်ကြီးတလည်းမလို့ကျုံအချားပါမှလည်းမလို့ကျုံအဖေပဲအိမ်ပြန်လာခဲ့တော့ကျွန်တော်ဘာမှတမီမလို့ကျုံ။တမီရေမငုံနဲ့တော့တိတ်တော့ဝါမေတော်သာဆန္ဒရှိရင်တမီဖေဟာပူဇော်ပွဲကိုရောက်လာမှာပါ။ဆရာကြီးပြက်တနာကိုဖြည့်ရှင်းပြီးတော့ပါပြီ။တခါတော့ကြည့်ကြည့်ပါအောင်လား။ Okay မင်းတို့အားလုံးအလုပ်စူးစမ်းခဲ့ကြတယ်။အခုတော့အနားယူလို့ရပြီ။အားလုံးကိုလည်းနှစ်ရက်တာနားရက်ပေးမယ်။ကျေးဇူးတင်ပါတယ်ဆရာ။သူရယ် မင်းကဘာအောင်စိတ်မကောင်းဖြစ်နေရလဲမင်းကရွာပြန်မလို့လုပ်နေရမဟုတ်လားဟုတ်တယ်ဆရာဒါပေမဲ့နောက်ဆုံးယထာဒီညစေနိုင်ထွက်တာလေအဲ့ဒါလေခုစထွက်သွားတော့ပြီအဲ့တော့ရောဘာဖြစ်လဲငါကိုယ်တိုင်မင်းကိုလိုက်ပို့ပြီးမှာပေါ့ဘလို့ပဲပြောပြောမင်းကငါ့အတွက်အများကြီးလုပ်ပေးခဲ့တာဒီလောက်တော့ငါလည်းကူညီပေးနိုင်ပါတယ်နောက်နေ့မနေ့မှာတော့သူရင်ကအိမ်ကိုရောက်လာပါအောင်သူရင်အိမ်ပြန်ရောက်လာတာကိုကြည့်ပြီးတော့သူ့ရဲ့မိသားစုကအရန်ကိုဝမ်းသာသွားပါအောင် မိပန်းရေဒီတခါငါမေလဲဝါပူတော်ပဲလောက်မာတဲ့။နီးရဲ့ဖေဟာလက်ခံလိုက်တာလား။ဟုတ်တယ်အဖေဟာလက်ခံလိုက်တာ။ဒါဆိုလည်းကောင်းတာပေါ့။ပူဇော်ဝဲလို့ပို့အတွက်လေကွင်းကိုထူသွားကြတာပေါ့။ကောင်းပြီအတူတူသွားကြမယ်။မိပန်းရေအဲ့ဝါကိုဘယ်ကနေယူလာလဲငါ့ကိုလည်းပြောပြပါလား။ငါလည်းသွားခုမလို့။မြေကန်းကငါတို့ရဲ့လေကွင်းကိုသိရမလား။အဲ့ရနေယူလာတာ။ဒီနေ့တော့နင်းလိုချင်တလောက်ခူးသွားလိုက်လေ။အလကားပေးမယ်။အဲ့လိုနဲ့ပဲညနေရောက်သွားပါဦးတယ်။ ရင်းငတ်တွေအားလုံးကလည်းပြင်ဆင်ပြီးတော့ပူဇော်ပွဲလုပ်ဖို့အတွက်လက်ခွေးတဲ့ကိုရောက်လာကြပါဦးတယ်။ဘွားပူဇော်ပွဲကအရန်ကိုလှပနေတော့တာပေါ့။နောက်တော့အားလုံးပေါင်းပြီးပူဇော်ကြပါဦးတယ်။ဘွားမေတော်ရဲ့ဖျားစာကိုလည်းရွတ်ဆိုကြတာပေါ့။ညရောက်သွားတဲ့အချိန်မှာရင်းငတ်တွေအားလုံးကလည်းအင်ကိုပြန်သွားလိုက်ကြပါတယ်။နောက်တနေ့မနေ့ရောက်မှာတော့နေမင်းကြီးမထွက်ခင်လက်ခွေးတဲ့ကိုပြန်ရောက်လာကြပါတယ်။အဲဒီနောက်မှာတော့ဘွားမေတော်ပူဇော်ပြီးဖျားစာရွတ်ဆိုကြပါဦးတယ်။အဲဒီနောက်မှာတော့နေမင်းကြီးကလည်းထွက်ပေါ်လာပါတယ်။ နေမင်းကြီးထွက်လာတဲ့အချိန်မှာတော့အားလုံးကနေမင်းကြီးကိုပူဇော်ပသလိုက်ပါအချင်းချင်းလေးဖျားဆွနေဝေကြပါဒီတစ်ခါတော့အားလုံးပေါင်းပြီးတော့ဝါပူဇော်ပွဲကိုဆင်နွှဲလိုက်ကြပါဦးလေနောက်တော့ဝါမေတော်ရဲ့ကျေးဇူးနဲ့တီတီကလည်းနေပြန်ကောင်းသွားပါဦးလေဝါမေတော်အောင်မြင်ပါစေကဲအခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့နှက်ကတော့ပုံမြင်လေးတွေကိုနားဆင်ကြနေဆိုရင်တော့မရဲ့ channel လေးကို like and subscribe လေးလုပ်ထားပြီးတော့ ပုံမြင်သစ်တွေဒီနိုင်မှာသိရှိနိုင်အောင်လဲဘေးနားနိုဒီခလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ကြပါအောင်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ဒါဆိုရင်တော့နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်တွေ့ကြပါမယ်နော်။